တရေသက်စီကိုအယုံကြည်မရှိသူတွေထဲမှာကျွန်တော်လည်းတူဦးပါဝင်ဖြစ်ပါတယ်။တကယ်တမ်းပြောကြစရန်ဆိုရင်တော့တရေသက်စီကိုမြင်မှုသည်ဆိုသူတွေကရှားပါလိမ့်မယ်။တစ်စစ်စကားတစ်စစ်နာနဲ့ခြေကားပြောဆိုနေကြသူတွေသာဖြစ်ပါတယ်။အဲဒါကြောင့်မဲကျွန်တော်မယုံကြည်ပါဘူး။ကြောက်လန့်ခြင်းလည်းမရှိပါဘူး။ကျွန်တော်အသက်40ကျော်ခဲ့ပါပြီ။ကိုရီးတစ်ကြိမ်မှမကြုံခဲ့ဘူးပါ။တိုးတော့ကိုရီးကြုံတော့လည်းမယုံမရယုံလိုက်ရပါတော့တယ်။ကျွန်တော်တို့လုပ်ငန်းကတွင်ကုန်မိုးပုံစံထွေးရတဲ့လုပ်ငန်းဖြစ်ပါတယ်။ အများအားဖြင့်တော့ပလင်းမျိုးစုံနဲ့အဖုံးအတွဲမိုးပုံစံတွေလောက်ရသေးကများပါတယ်။အမာအော်ရာတွေကြလာရင်တော့တစ်နေ့လုံးတစ်ညလုံးလောက်ရပါတယ်။ပလင်းပုံပလတ်စတစ်ညစ်တဲ့လုပ်ငန်းကိုအလုပ်သမားတွေကနေကင်းမမလောက်ကင်ကြပဲမလဲညဘက်မိုးတက်ထုထွင်းတဲ့လုပ်ငန်းကိုတော့ပိုင်ရှင်ဖြစ်သူကျွန်တော်ကကိုယ်တိုင်တွင်ကုန်နဲ့စိတ်ရှိလက်ရှိထွင်းပြီးတော့လောက်ကင်ရပါတယ်။တဦးတဲ့ညဘက်မှာလောက်ရတဲ့အလုပ်ကိုကျွန်တော်သဘောကျပါတယ်။အနောက်ရှက်မရှိအေးချမ်းပါတယ်။ပလင်းပလင်းပုံပလတ်စတစ်လုပ်ငန်းကိုရွှေပြည်သားစက်မှုစုံမှအလုပ်သမားတွေနဲ့လောက်ကင်ပဲမလဲတွင်ကုန်လုပ်ငန်းကိုတော့ကျွန်တော်တို့နေထိုင်တဲ့အိမ်ရင်းဒီတမိုင်းအုပ်ချင်းဂိုဒေါင်တစ်လုံးမှာစ က်များတက်ဆင်ပြီးတော့လုတ်ကင်ပါတယ်ရခင်ကနေ့လယ်ပိုင်းမှာသာလုတ်ကင်ပေမဲ့လည်းအော်ရာအမာအများယူ၎င်းလျှက်စစ်မီယာမှာညာပိုင်းဆဲယုံကြီးတွေပိတ်တဲ့အချိန်မှာမှန်နေတာကြောင့်၎င်းကျွန်တော်ညာပိုင်းတအုပ်တဲ့အချိန်မှဆင်းပြီးတော့လုတ်ကင်ရခြင်းဖြစ်ပါတယ်တွင်ကုန်ပြစ်တက်ဆင်ထားတဲ့ကိုရောင်မှာရခင်ကအိမ်ဟောင်းကြီးဖြစ်ပါတယ်လူမနေတော့တာကြောင့်အခန်းဖွဲမထားဘဲနဲ့ကျွန်တော်တို့ကကိုရောင်ပြစ်ငိုင်းရအောင်ပြုနေခြင်းဖြစ်ပါတယ်တွင်ကုန်နှလုံးကိုအလျားလိုက်မြေမှာချပြီးဆင်ထားပါတယ် မိကလုတ်များနဲ့မိတ်ဆွေကိုကိုရောင်ရဲ့အလဲခေါင်းရင်တိုင်ဥယင်တိုင်မှာတက်ဆင်ထားပါတယ်။ယနေ့လကွယ်နေ့ညပါဒုတိယညအဖြစ်ကျွန်တော်အဝကျယ်စေဗလင်အဖုံတစ်ခုအတွက်တတ်ထုမိုးပုံစံခုတ်နေပါတယ်။စိတ်ဝင်စားလောက်ကင်နေခြင်းဖြစ်ပေမဲ့လည်းညတကောင်ရဲ့ဆက်နှစ်နာရီကျော်တော့တစ်ချက်တစ်ချက်ငိုင်းမီးစာပြုတ်လာခဲ့ပါတယ်။လေပတ်နေတဲ့တွင်ကုန်ဖြစ်နေတာကြောင့်အန္တရာယ်လည်းများလာပါတယ်။အဲဒါကြောင့်မဲခေါင်းရင်တိုင်မှာတက်ဆင်ထားတဲ့မိကလုတ်ကိုပိတ်ပြီးတော့ခိတ္တနာရင်နဲ့ကော်ဖီခက်ခါတောက်ရင်ကျွန်တော်ကြံရွယ်မိပါတယ်။မိကလုတ်ကိုကင်လိုက်မိတာနဲ့ကျွန်တော်ကျင်ငနေဖြစ်သွားပြီးတော့မျက်လုံးကျဲသွားခဲ့ပါတယ်။ မိကလုတ်ကိုမကြခဏဖွင့်နေပိတ်နေကြဖြစ်ပါတယ်ဓမ္မလိုက်စီရင်ဂျပန်ရောဘာဖနက်ကိုလည်းစီးရပါသေးတယ်မိကလုတ်ပိတ်ပြီးတော့ကျွန်တော်ကော်ဖီဖြော်ရင်းနဲ့စဉ်းစားနေမိပါတယ်မိကလုတ်ကကွဲပြတ်နေခြင်းလည်းမရှိပါဘူးအကောင်းတိုင်းပင်ဖြစ်ပါတယ်ကျွန်တော်ကတွင်ကုန်ကိုကြောခိုင်းပြီးတော့ကော်ဖီဖြော်ရင်းကြောထဲမှာစိတ်ငနဲ့အေးငနဲ့ဖြစ်သွားခဲ့မိပါတယ် ကြောမလုံလို့ဖြစ်တာကြောင့်နောက်ကိုလဲကြည့်မိစင်မှာတော့ခုနှစ်ခုံကြားမှာယောက်ျားတူဂိုရောင်နောက်ဘက်ကထွက်လာတာကိုအသေးချာမြင်လိုက်ရပါတယ်။ညာဘက်ဖြစ်တာကြောင့်ဂိုရောင်တကားကိုပိတ်ထားပါတယ်။တွင်ကုံမှာမီးချောင်းနှစ်ချောင်းရှိပေမဲ့လည်းကျွန်တော်ကလေးပဲမီးချောင်းတစ်ချောင်းသာဖွင့်ထားတာကြောင့်ဂိုရောင်နောက်ဘက်ကမောင်နေခဲ့ပါတယ်။ထို့ကြောင့်ကျွန်တော်ဂိုရောင်နောက်ဘက်ကမီးချောင်းကခေါင်းရည်ဥယျာဉ်တိုင်းမီးခလုတ်တစ်ခုကိုကောက်ခနဲ့ဖွင့်ချလိုက်ပါတယ်။မီးများလင်းထိန်သွားခဲ့ပါတယ်။ဂိုရောင်နောက်ဘက်မှာဘာမှရှိမနေပါဘူး။တကားတွေကိုလည်းမင်းနှုံချပြီးတော့အကြနာပိတ်ထားပါတယ်။ စွစွနားလူဘဲကိုရောက်သွားခဲ့တာပါလဲကျွန်တော်ရိတ်မိလိုက်ပါပြီပရာလောကသားတူဖြစ်ပါလိမ့်မယ်ဒါပေမဲ့လည်းကျွန်တော်မကြောက်ပါဘူးတူလန်းတူသွားခြင်းဖြစ်ပါလိမ့်မယ်အိမ်ငိုက်နေတာကြောင့်ထင်အောင်ထင်မှားတွေလည်းဖြစ်နိုင်ပါတယ် အဲဒါကြောင့်ပဲကျွန်တော် coffee ခါခါကိုဇိမ်ဆွဲပြီးတော့တောက်နေမိပါတယ်ကျွန်တော် coffee တောက်လို့ပြီးဓပူးတွေကရင်နွေးချမ်းကိုငဲ့နေစဉ်တွင်ကုံနှစ်ခုကြာဥယင်ခေါင်းရင်တိုင်နာမှာအစောကလူကြီးကိုဖျက်ကနေတွေ့လိုက်ရပြန်ပါတယ်ပြီးတော့ချက်ချင်းပဲပြောက်ွယ်သွားခဲ့ပါတယ်မျက်နှာကတော့မမြင်လဲရပါဘူးနောက်ကျောဘက်ကြီးကိုသာမြင်ရခြင်းဖြစ်ပါတယ်စွတ်ကျဲအင်ကြီးလက်စကားကိုဝတ်ထားပြီးတော့ကရုံးစပင်နဲ့ကွက်တုံးလုံကြီးအနက်ကွက်နဲ့အသေးချာကိုမြင်လဲရခြင်းဖြစ်ပါတယ်ခေါင်းရင်ဥယင်တိုင်မှာနေတယ်လို့ထင်ရပါတယ်အလုံးယုံမှာလူအမြင်နေခြင်းမရှိပါဘူးဖျားစင်မရှိပါဘူး အဲဒါကြောင့်ပရလောကသားတွေကလွတ်လပ်စွာနေခြင်းဖြစ်ပါလိမ့်မယ်။ရှိပါစေတော့ကျွန်တော်ကဗုဒ္ဓဘာသာဝင်တယောက်ပြီးပြီးမြစ်တာပို့လိုက်ပါတယ်။ကျွန်တော်ခိတ္တနားပြီးတော့အလုတ်ပြန်လို့ရဥယျာဉ်တိုင်းကမိကလုကိုပြန်ဖွင့်တော့ဒလိုက်မှာဆိုးတာကြောင့်တတိထားပြီးတော့ဖွင့်လိုက်ပါတယ်။ဒါပေမဲ့လည်းဓာတ်မလိုက်ပါဘူး။အစောပိုင်းကမိကလုပိတ်စဉ်ကျင်ကနေခံစားရတဲ့ဝေဒနာကိုလည်းမခံစားရတော့ပါဘူး။ပရလောကသားအပြင်ထွက်ရန်ချိန်နဲ့ကျွန်တော်မိကလုဖွင့်လိုက်တဲ့အချိန်ကတိုက်ဆိုင်သွားတယ်လို့သဘောပေါက်လိုက်ရပါတယ်။နောက်ပိုင်းကျွန်တော်အလုတ်ကိုလုံနေတာကြောင့်ပရလောကသားကိုပဲမိလျော့နေမိပါတယ်။ အရင်နောက်ပိုင်းမှာတော့မိုးလင်းတဲ့အထိဘာမှထူးထူးခြားခြားဖြစ်မလာခဲ့တော့ပါဘူး။နောက်တနေ့ညသကောင်ရံချိန်မှာလဲပရလောကသားပုံမှန်ထွက်လာပြန်ပါတယ်။အလုံးယုံနောက်ဘက်ကိုသွားနေခြင်းမှာယမန်နေ့ညကလိုပဲနောက်ကျောဘက်ကပဲမြင်လဲရခြင်းဖြစ်ပါတယ်။ဟဲလူဟဲလူနေယုံကျွန်တော်အဲ့လိုခေါ်လိုက်ပေမဲ့လဲ तू ကလက်မကြည့်ပါဘူး။အပြန်မှာလဲကျွန်တော်အလုပ်ထဲစိတ်ဝင်စားနေစဉ်နောက်ကျောဘက်ကမြင်လဲရခြင်းဖြစ်ပါတယ်။ကြာတော့လဲယိုးလာခဲ့ပါတယ်။နောက်တနေ့မနေ့မှကျွန်တော်ရဲ့အပေါင်းအသင်းတွေဖြစ်ကြတဲ့စေးစရာကိုတိုးမြင့် ဆိုင်အေးစရာထောင်မူကြီးတိန်ဝင်းတို့နဲ့လက်ဖေးဆိုင်မှာစုံကြတဲ့ချိန်ကျွန်တော်ကညဘက်အဖြစ်ပြက်တွေကိုပြန်ပြောပြတဲ့အခါဆေးစရာကိုတိုးမြင့်ဟာကိုမြင့်လေးရဲ့ပရလောကသားကိုထင်ပြတယ်ဆိုတော့မိတ်ဆွေဖြစ်ခြင်းလို့များလားဓမ္မမို့ရင်ပစ္စည်းပေးခြင်းလို့များလားအမြဝေရာကိုတာရုခေါ်ခြင်းလို့များလားတခုခုဖြစ်မှာပေါ့ဗျာမေးမြန်းကြည့်ပါတော့လားဟောကိုတိုးမြင့်ရဲ့ကျွန်တော်မေးပါကောလားလှဲ့တောင်ကြည့်ပါမရအောင်အဲ့ဒါဆိုရင်တော့ဒီလိုလုပ်ဗျာခမရဲ့တွင်ကုန်ခေါင်းရဲ့နံရံမှာဘလတ်ဘုတ်ကြီးရှိရမဟုတ်လား ပစ္စည်းအမစာရေးရလေမြေပြူခဲတွေချထားလိုက်မေးရာကိုပြန်ဖြေဖို့အတွက်စာနဲ့ရေးပြပါလို့ပြောအဲ့ဒါဆိုကိစ္စကပြတ်တာပဲထိုးချိန်မှာပဲကိုသိန်းဝင်းကဟာကိုတို့ရဲ့ပရလောကသားတွေဆိုတာလူတွေနဲ့တိုက်ရိုက်စကားပြောလို့မှမရှိပဲဗျစာလဲဘယ်ရေးပါမလဲခမရလဲစေးစရာဖြစ်ပြီးတော့အတော်တွေးခေါင်တာပဲဒါဆိုအဆက်အသွယ်ရအောင်ဘယ်လိုလုပ်အောင်မလဲဗျပရလောကသားကိုမြစ်တာပို့ပြီးတော့အိမ်မက်တောင်းရတယ်ဗျကိုသိန်းဝင်းရဲ့ကျွန်တော်ကညဘက်အိမ်မက်မိတ်တာနေပိုင်းမှအိတ်တဲ့ဥစ္စာကြီးကိုနေ့လေကြောင်တော်ကြီးအိမ်မက်ပေးပါမလားဗျအေးဗျာ နေခင်းမိုင်းတော့အိမ်မက်ပေးမှာမဟုတ်ဘူးဗျာခမရတနည်းနေ့တော့ညဘက်အိပ်ပါလိမ့်မယ်အဲ့တော့မှတောင်းပါဗျာနှစ်ပတ်လောက်ကြာမှာတော့ကျွန်တော်တို့အလုပ်ပါသွားတာကြောင့်ကျွန်တော်တွင်ကုန်ရှိရာအလုပ်ရုံမှာနေဘက်တွင်သာအလုပ်လုပ်ပြီးတော့ညဘက်မှာတော့အိမ်မြန်အိပ်ပါတယ်ပထမဆုံးအိမ်မြန်အိပ်တဲ့ညမှာပဲညတကောင်ရံမှာထူးခြားစမ်းကြယ်လာတဲ့အိမ်မက်ကိုမြင်မက်ခဲ့ပါတယ်အိမ်မက်ထဲမှာတော့ကျွန်တော်တွင်ကုန်အလုပ်ရုံမှာညဘက်တူးတဲ့အလုပ်လုပ်နေစဉ်ဂရုံးစပင်ပစိုးကွက်တုံးနဲ့အဲ့ဒီပုဂ္ဂိုလ်ကြီးဟာဥယျာဉ်ခေါင်နိုင်ကနေထွက်လာပြီးတော့ဒီမှာတငယ်အဘအုပ်တစ်ခုကူညီစမ်းပါကွယ် ကျွန်တော်ရုတ်တရက်ကြည့်လိုက်တော့မျက်နှာမှာနှာခမ်းမွေးမိုးစိမ်မွေးတွေဖြူဖွေးနေပြီးတော့ညာဘက်ပားပြင်ပေါ်မှာကြီးမားလာတဲ့မက်နဲ့ကြီးတစ်လုံးနဲ့အသက်80ကျော်ရွယ်အဖိုးအတူကိုအနီးကမြင်လဲရပါတယ်။ဆွတ်ကျဲအင်းကြီးလက်တို့အနက်ရောင်ကွက်တုံးလုံးကြီးဝတ်ထားတာကြောင့်ကျွန်တော်အဖိုးကြီးကိုမတ်မိနေပါတယ်။အဘဘမနေရလဲဗျာ။ဒီအိမ်ကငှိုင်လေကွာ။ဒီမှာပဲနေရဖို့ကွာ။အဘနာမည်ရောဘယ်လိုခေါ်လဲဗျာ။ဦးအောင်ချိန်လို့ခေါ်တယ်။ဒီအိမ်ရဲ့မူလပိုင်ရှင်ကငါပဲကွာ။အဘကိုကျွန်တော်ဘယ်လိုကူညီရမလဲဗျာ။ဒီအိမ်ကြီးကိုမောင်ရင်ဝယ်လိုက်ပါ။မောင်ရင်လေးကြီးပွားချမ်းသာပါလိမ့်မယ်။ ပြီးမှပဲအဘကိုရီမန်းပြီးတော့စွန့်သွတ်အမြဝေပါပိုင်ရှင်ကရောင်းမမလာပါရဲ့ကျွန်တော်တို့ကငားရမ်းပြီးတော့လုပ်ငန်းလုပ်နေရတာပါနောက်ပြီးတော့ဝယ်ဖို့ပတ်စံလဲကျွန်တော်မှအရင်သိမရှိပါဘူးပတ်စံတွေရလာပါလိမ့်မယ်ကွယ်အဲဒီကြိုတင်ရလာတဲ့ပတ်စံနဲ့ဒီအိမ်ကြီးကိုဝယ်ပါအဘမောင်ရင်ကိုကူညီပါမယ်အဘလည်းပစ္စည်းဥစ္စာတွေကိုစောင့်ထိန်နေရတာကြွချင်တန်ပြီအဘဒီအိမ်ကြီးကိုဝယ်ုံနဲ့ပတ်စံတွေကဘလို့ရလာမှာလဲပြပြပါအောင်အဘနေတဲ့ခေါင်းရင်ဥယင်တိုင်အောင်မှာရွှေအိုးတစ်လုံးမြုပ်ထားတယ်ကွယ်အိမ်ဆောက်ခရေကမြုပ်ထားတာဆိုတော့ခေါင်းရင်တိုင်ကိုနှုတ်မှရမယ် ီတိုင်းတူးရင်မောင်ရင်လေးတို့အိမ်ပိုင်ရှင်နဲ့စကားများရမှာပေါ့ဒီတိုင်းတူးလို့ရှိရင်မောင်ရင်လေးတို့အိမ်ပိုင်ရှင်နဲ့စကားများရမှာပေါ့အဲဒါကြောင့်အိမ်ယူဝယ်ခိုင်းတာပါကိုယ့်လက်ထဲရောက်မှအိမ်ယူပြန်ပြင်ဆင်တဲ့သဘောနဲ့လုပ်ဖို့ကွယ်ကိစ္စတွေပြီးရင်အဘအိုစွန့်သွအမြဝေဖို့မမေ့နဲ့တော့ဟုတ်ကဲ့ပါပါကျွန်တော်ဂရိပေးပါတယ်ကျွန်တော်ရင်မက်မက်ပြီးတော့အိယာကနို့တော့မိုးဝင်စင်စင်မလင်းသေးပါဘူးအာယုံဦးရောင်ကြီးလာစပင်ရှိပါသေးတယ်ပြန်လဲအိယံကြံရွယ်မိသေးပေမဲ့လည်းမနဲ့စောစောလမ်းထားလျှောက်တတ်တဲ့ထောင်မကြီးဦးသိန်းဝင်းနဲ့စေးစရာကိုတိုးမြင့်တို့နဲ့တိုင်ပင်ရင်အိယာကထားလိုက်ပါတယ် ကျွန်တော်မျက်နှာတည့်အဝတ်လဲပြီးတော့အိမ်ရထွက်တော့မနက်9နာရီခန့်ရှိပါပြီ။တမိုင်းကောလိပ်ဂုံးဘက်ကိုရှောက်ခဲလိုက်ပါတယ်။မနက်စောစောလမ်းထားရှောက်လို့မရှိတာကြောင့်ပတ်ဝန်းကျင်အမြင်မှာစမ်းသစ်လပ်ပါနေပါတယ်။ကလေးလူကြီးအဖွားကိုအဖိုးကိုမကြမ်းအဖွဲနဲ့လမ်းလျှောက်နေကြပါတယ်။တကယ်တော့ကျွန်တော်ရဲ့စီးပွားရေးလုပ်ငန်းကြောင့်ပတ်ဝန်းကျင်နဲ့အဆက်အသွယ်ပြတ်နေခြင်းဖြစ်ပါတယ်။ကျမကြီးလိုက်စားရင်အချိန်လည်းမရခဲ့ပါဘူး။ဝါသနာလည်းမပါခဲ့ပါဘူး။ကျွန်တော်ကျမကြီးအတီနောက်ကျနေခြင်းဖြစ်ပါလိမ့်မယ်။ကောလိပ်ကုန်းမော်ကိုရောက်တော့လမ်းလျှောက်ခြင်းကိုရက်ပြီးတော့ငယ်စဉ်ကလို့ကျမကြီးလက်ကျင်ခံများလှုပ်ပြီးတော့အဆုတ်တွေကိုလေတဝက်ရှူလိုက်မိပါရတယ်။ မနက်ခင်းလင်းနီဝေးကလေးကလက်ဆက်လွန်းတာကြောင့်လူဟာလမ်းဆန်းသွားခဲ့ပါတယ်။15မိနစ်လောက်ကြာတဲ့အခါကျွန်တော်လေ့ကျင့်ခန်းလုပ်နေစဉ်စကားသံတွေကြားရပြီးတော့ဒါကြောင့်ရာသီဥတုတွေဖောက်ပြန်ပြီးတော့နှွေးခေါင်ကောင်ကြီးဖားတွေထွက်အော်နေတာကိုဦးသိန်းဝင်းနဲ့ကိုတိုးမြင့်တို့ဖြစ်ပါတယ်။သူတို့ကတမိုင်းကောလိပ်ကိုဝင်ပြီးတော့တပတ်ပတ်ပြီးပြန်လာခြင်းဖြစ်ပါတယ်။ကျွန်တော်လည်းလေ့ကျင့်ခန်းလုပ်ခြင်းကိုရပ်လိုက်ပါတယ်။ကျွန်တော်ကခင်ဗျားတို့နှစ်ယောက်ကိုလာဆောင်ရင်းနဲ့ကျဲမိုင်လေ့ကျင့်ခန်းလုပ်နေရပါမနက်စောစောလမ်းလျှောက်လှုပ်ရှားရတာကောင်းတယ်ဗျ။ဒါကြောင့်လည်းခင်ဗျားတို့နှစ်ယောက်ကအမြဲတမ်းတက်ကြွလမ်းဆက်နေကြတာ။ အခုမှသိရလားကိုမြင့်လေရဲ့ကျမ်းမာရည်သည့်တဲနောက်ကြတကူပြောလဲခံရတော့မှာပဲကိုတို့မြင့်ရေခမားတို့နဲ့တိုင်ပင်စရာရှိလို့စောစောမထစဘူးထလာရတာဗျာအရေးကြီးတယ်ဗျာအဲ့ဒီချိန်မှာပဲဦးသိန်းဝင်းဟာကဲဒါဆိုလဲလာကြဗျာထိုင်နေကြရက်ွက်ထိတ်ကဆိုင်မှာမထိုင်တော့ပဲဒီနာကောလိပ်ဂုံးပေါ်ဆိုင်မှာထိုင်ကြဆိုဗျာကျွန်တော်တို့ပလက်ဖောင်းမေးမှာဖွင့်လှစ်ထားတဲ့လဖေးဆိုင်တစ်ဆိုင်မှာဝင်ထိုင်လိုက်ပါတယ်လဖေးသားမုံစားပြီးတော့စကားပြောကြပါတယ်ညာကျွန်တော်ထူးဆန်းတဲ့အိမ်မကူမတ်တယ်ဗျာဘလို့အိမ်မက်မျိုးလဲကိုမြင့်လေကျွန်တော်တွင်ငုံလို့ယုံမှာတူးတဲ့ညာဘက်အလုလုံနေနဲ့တရေနဲ့တွေ့တယ်လို့ပြောတာဟော ကိုသိန်းဝင်းမတ်မိရင်မို့လားမတ်မိပါဗျာအခုအဲ့တရဲနဲ့အိမ်မက်ထဲမှာတွေ့ရတယ်ဆိုပါတော့ဥသိန်းဝင်းကစွန်တော်ကြီးဥဆန်ရှားလေတန်းနဲ့မေးစိတ်လေးကိုပို့ရင်မေးမြန်းလာခဲ့ပါတယ်ဟုတ်ပါကိုသိန်းဝင်းရယ်ကျွန်တော်အလုံယုံထဲမှာတွေ့ရတဲ့တရဲကအိမ်မက်ထဲမှာအသက်80လောက်ရှိတဲ့အဖိုးကြီးဗျာမိုးစိတ်ကျဉ်ဆွဲတောင် ဖြူဖွေးနေပြီညာဘက်ပားပြင်ပေါ်မှာလည်းမိတ်ကြီးတစ်လုံးနေဗျာအဖိုးကြီးကဘာတွေပြောရလဲဗျာကျွန်တော်တို့အလုံယုံလှုပ်ထားတဲ့အိမ်ကြီးကိုဝယ်ပါတယ်ပတ်စံမရှိဘူးဆိုတော့မကြမီရလာလိမ့်မယ်တဲ့အဲ့ဒီပတ်စံနဲ့ဝယ်ပြီးတော့သူနေတဲ့ခေါင်းရင်းတိုင်အောက်ခြေကိုတူးပါတယ် ရတနာဦးမြုပ်ထားတယ်လို့ပြောတာပဲဗျာအဲ့ချိန်မှာပဲစေးစရာကုတိုးမြင့်ကအိမ်ကြီးဝယ်လို့ရှိရင်သိန်း၄၀ပေးရမှာဗျာဒီတိုင်းတူးလို့မရဘူးလားပစ္စည်းတွေရလာရင်အရှုပ်ရှင်းဖြစ်မှာဆိုလို့ထင်ပါတယ်ကုတိုးမြင့်ပစ္စည်းတွေရလာလို့ရှိရင်အရှုပ်ရှင်းဖြစ်မှာဆိုလို့ထင်ပါတယ်ကုတိုးမြင့်တကယ်လို့ပစ္စည်းတွေရောမရခဲ့ဘူးဆိုရင်ဘယ်လိုလုပ်မလဲကုမြင့်လေအဲ့ဒါတော့ကာမတကာဘောကုတိုးမြင့်အဲ့ချိန်မှာပဲဦးသိန်းဝင်းကတွေ့တွေ့ဆဆနဲ့အဖိုးကြီးနာမည်ကဘယ်သူရက်လဲဗျာ ခမရအိမ်မက်ထဲမှာမေးလိုက်တယ်မဟုတ်လားကိုမြင့်လေး။အင်းကိုသိန်းဝင်းတို့ကတော့စာရေးဆရာပြပြဇလန်းဇက်ွက်ကိုကြိုတင်သိနေတဲ့ထဲမှာကျွန်တော်အဖိုးကြီးနာမည်ကိုမေးလိုက်မိပါရဲ့ဗျာ။ဥအောင်ချိန်နဲ့ဒီအိမ်ကြီးကိုစောက်တာလဲသူ့ပဲတဲ့။ရတနာဝရလာလို့ရှိရင်သူ့အတွက်စွန့်သွအမြဝေဖို့လဲပြောသေးတယ်ဗျာ။ဒါဆိုရင်တော့သိကြပြီဗျာ။ဥအောင်ချိန်ဆိုတာကျွန်တော်တို့ငယ်စဉ်ကရက်ကွက်မှာတကြီးလှုပ်သွားတဲ့နှက်ခမ်းမွေးဥအောင်ရှင်ရဲ့အကိုဖြစ်နိုင်တယ်ဗျာ။သူတို့တွေကတမျိုးလုံးကချမ်းသာကြတယ်။ရက်ကွက်ထဲမှာလဲသူတို့ပိုင်တဲ့မြေတွေကအတော်များတယ်ဗျာ။ခမည်းအိမ်ကမှန်ပါလိမ့်မယ်ဗျာ။စွန့်တော့စွန့်စားရလိမ့်မယ်။ ိမ်ချမ်းမြေဝယ်တာပဲဗျာအရှုံးမရှိနိုင်ပါဘူးအခုလက်ရှိပန်းရှင်ရှီမှာရောင်းမဲ့ဈေးနှုန်းလေးကိုကြိုတင်ပြီးတော့တီးခေါက်ထားကြည့်ပေါ့ဗျာအေးဗျာအဲ့ဒီအစီအစဉ်ကောင်းတယ်ဗျာအိမ်ကိုဝယ်ပြီးလို့ပစ္စည်းတွေတွင်းတော့ခမားတို့နှစ်ယောက်ကလူရင်းနေဆိုတော့ကုညီကြအောင်ဗျာဒီကိစ္စမျိုးကအလौဒမားနဲ့ဒဇိန်လူတွေခေါ်လို့ဖြစ်မှာမဟုတ်ဘူးဗျာကောင်းပါပြီဗျာကျွန်တော်တို့ကုညီပါမယ်ဗျာစားတော့တိုင်မင်ဆွေးနွေးကြပြီးမှတော့ကျွန်တော်တို့လမ်းခွဲပြီးတော့ပြန်ခဲ့ကြပါတယ် ျွန်တော်လှုပ်များနေတာကြောင့်သူတို့နှစ်ယောက်နဲ့တပတ်ခန့်ကြာတဲ့အထိမဆုံဖြစ်ပါဘူး။လာကုန်ရက်မှာတော့ကျွန်တော်ငားရက်လောက်ကင်နေတဲ့ဂူရောင်ပိုင်ရှင်ဦးလေးကြီးကျွန်တော်ထံကိုဆက်ဆက်မြဲမြဲရောက်လာခဲ့ပါတယ်။ဂူရောင်ငားရက်ကတောင်းခြင်းဖြစ်ပါလိမ့်မယ်။ကျွန်တော်လဖေးဆိုင်ကိုခေါ်သွားရလဖေးဆိုင်မှာဦးသိန်းဝင်းနဲ့ကိုတိုးမြင့်တို့ကရောက်ရှိနေကြပါတယ်ကျွန်တော်ကလည်းဦးလေးကြီးကိုအပေါင်းအသင်းနဲ့မိတ်ဆက်ပေးနေလဖေးတိုက်တဲ့အခါမှာတော့အိမ်ပိုင်ရှင်ဦးလေးကြီးကဒီမမောင်မြင့်လင်းရဦးလေးကဂူရောင်ငားရံကလာတောင်းတာမဟုတ်ဘူးကွာဂူရောင်ရောင်းညင်လို့လာပြောတာတိတိမြန်ရဦးလေးအိမ်ကိုပြန်ပြင်စရာလေးရှိနေတယ်ကွာ အဲဒါကြောင့်မောင်မြင့်လေးငားတဲ့ကိုတော်အပြက်ရောင်းမှဖြစ်တော်မယ်။ရင်ငက်တော်ရေရွင်းနဲ့ကြဆုသလိုကျွန်တော်တို့လည်းစိတ်ဝင်စားသွားခဲ့ပါတယ်။ဦးလေးဦးလေးကဘယ်လောက်နဲ့ရောင်းမှလဲဗျာ။ကျွန်တော်လည်းတိတ်တော့မတက်နိုင်ဘူးဗျာ။ဦးလေးသိပါတယ်မောင်မြင့်လင်းတို့တက်နိုင်တဲ့ဈေးနဲ့ရောင်းပါပါမောင်မြင့်လင်းတို့ကတွင်ကုန်လုံနေတော့အချင်းနေမပြတ်ရအောင်မောင်မြင့်လင်းကိုပဲရောင်းကျင်တာပါသိန်း80 100မခေါ်ပါဘူးသိန်း90တဲနဲ့ရောင်းပါပါမောင်မြင့်လင်းက9သိန်းစဘောတင်ထားတော့နောက်45သိန်းပေးရင်ပြတ်ပြီပေါ့ဟုတ်ကဲ့ပါဦးလေးကျွန်တော်ကြိုးစားပါမယ်ဗျာတပတ်လောက်တော့အချိန်ပေးပါနော် တပတ်မဟုတ်ဘူးကွယ်တလလဲစောင့်နိုင်ပါလေဟုတ်ကဲ့ဦးလေးကျေးဇူးတင်ပါတယ်ဗျာအိမ်မရှင်ဦးလေးက9500ကတလစာပေးလိုက်တော့ဦးလေးကြီးကလက်ဖေးတောက်ပြီးတော့ပြန်သွားခဲ့ပါတယ်အဲဒီနောက်မှာတော့ကျွန်တော်တို့အပေါင်းအသင်းသုံးဦးလဲတိုင်ပင်ကြရပါတော့တယ်ကဲဘယ်လိုလုပ်ကြမလဲတကယ်ချင်းတော့အခြေအနေကတော့အိမ်မက်ထဲကအဖိုးကြီးပြောတဲ့အတိုင်းဖြစ်လာပြီဒါပေမဲ့ကို့မှာငွေရမရှိဘူးရှိတာတွေကလည်းလုပ်ငန်းထဲမှာလေပတ်မြုပ်ဝင်နေရအိမ်မှာရှိလာ5-6သိန်းပဲထိုစင်မှာပဲကိုတို့မြင်ဟာတလတော်ချင်ရတာပဲကိုမြင်လေးရဲ့ဒီကြားထဲမှာရကျင်လဲရလာမှာပေါ့မရတော့လဲကို့မှာတိုက်ခန်းရောင်းထားတဲ့ငွေ3-100လောက်ဘဏ်မှာရှိပါတယ်ချီးပါမယ်ဗျာ ဒါပေမဲ့မိသားစုပိုင်ဖြစ်လို့ဒီတိုင်းတော့မရဘူးဗျအတိုးတော့ပေးရမယ်အတိုးလည်းပေးပါမယ်ဗျပစ္စည်းတွေရရင်လည်းခမရုံးနှစ်ယောက်ကိုကျေးဇူးလဲဆက်ပါမယ်ဒါပေမဲ့အိမ်မက်ထဲရဖို့ရငွေတွေဝင်လာမယ်ဆိုတော့တပတ်နှစ်ပတ်လောက်တော့စောင့်ကြည့်လိုက်အောင်ပဲဗျလူတော့မှပြောပါမယ်อืมကိုမြင့်လင်းလည်းတရေသက်စီကိုမယုံကြည်တဲ့သူတရေသက်စီပြောစကားတော့ယုံကြည်လက်ခံနေပြီပဲကျွန်တော်ကစာရေးဆရာဖြစ်လို့လာတော့မသိဘူးဗျပရလောကရှိတယ်ဆိုတာကိုတော့ယုံကြည်လက်ခံတယ်အခုလည်းခမရုံးအိမ်မက်ကထူးဆန်းပြီးတော့တိုက်ဆိုင်နေတော့ ခမရအမှန်တကယ်ကိုယတနာတွေရပါလိမ့်မယ်အေးဗျာကိုသိန်းဝင်းပြောတာမှန်ပါစေလို့ပဲဆူတောင်းရတော့မှာပဲကျွန်တော်လည်းအိမ်မက်ထဲကအိမ်ပိုင်ရှင်အဖိုးကြီးကိုမနဲ့ညံ့မြစ်တာပို့နေပါတယ်ဗျာနောက်တစ်ပတ်လောက်ကြာတဲ့အခါတနင်္ဂနွေတရက်မှာတော့ကျွန်တော်တို့အပေါင်းအသင်းသုံးလပိဆိုင်မှာပြန်ဆောင်ကြပြန်ပါတယ်ဦးသိန်းဝင်းကနေပြီးတော့ဘာထူးလဲကိုမြင့်လျင်ထူးတော့ထူးတယ်ဗျာရှမ်းပြည်နယ်ဘက်ကစေးကုမ္ပဏီတစ်ခုဟာပလင်းနဲ့ပလင်းဖုံးမိုးပုံစံအစ်စ်လို့ဖို့အချင်းနေဆိုပြီးတော့ကိုစလဲကလာပြောတယ်ဗျာမနေ့ပြန်တနင်္လာနေ့သူတို့အဖွဲ့ပုံစံနေယူလာပြီးတော့ဈေးနှုန်းစကားပြောမယ်တဲ့ငွေလဲချေမယ်လို့ပြောတယ် ဟာအဆင်ပြေတာပေါ့ဗျာသူတို့ကဈေးကုန်မနေကြီးဆိုတော့အချီကြီးအမယ်ထင်ပါတယ်ဗျာလက်ရကောင်းမှုတော့လုံမဲဗျာစိတ်ချစမ်းမကိုသိန်းဝင်ရဲ့မိုးပုံစံကျွန်တော်ကိုယ်တိုင်လုံမှာပါပလင်းနဲ့အဖုံးလောင်းရင်တော့အသေးချကြီးကျက်ရမှာပေါ့ဗျာဒါနဲ့မနေ့ပြန်မနေ့ဆယ်နိုင်လောက်ခမရတို့နဲ့ကကျွန်တော်ရင်ကိုလာခဲ့ကြအောင်ဗျာတက်တယ်ဖြစ်ပေါ့ဈေးကုန်မနေကငွေရတာနဲ့ကျွန်တော်ဂူတော်ကြီးကိုတခါတည်းငွေချပြီးဝယ်လိုက်ချင်လို့ဗျာလုံးလိုက်လာကိုလူရဲ့ရက်တော်မဆိုင်တော့ဘူးလားမဆိုင်တော့ကိုတို့မြင်မနေ့ပြန်တနေ့လာနေ့တာမညတော်ဆရာတော်ဖရာကြီးရဲ့အခါပေးအချိန်စရာရာ မနေ့ပြန်9နာရီရ12နာရီတွင်မင်္ဂလာချိန်လို့ဖော်ပြထားတယ်ဗျာတနင်္လာနေ့ဆိုတော့ငွေဝင်မဲ့နေ့လေဗျာဒါဆိုရင်တော့ကွန်မြင်လင်းအနေနဲ့ဆေးကုမ္ပဏီနဲ့အသေးစားစကားပြောပြပြီလို့ကျွန်တော်ယူဆပါတယ်မှန်တယ်မဟုတ်လားနောက်တနေ့မနေ့လမ်းလျှောက်ပြီးတော့ကိုတိုးမြင့်နဲ့ကိုသိန်းဝင်းတို့လက်ဖက်ဆိုင်မှာစုံကြမှာဖြစ်ပေမဲ့လည်းကျွန်တော်မသွားနိုင်ပါဘူးဆေးကုမ္ပဏီနဲ့မနေ့ပိုင်းချိန်ထားတာကြောင့်ပြင်ဆင်ဆောင်ဆိုင်နေရပါတယ်မနေ့ရှင်းနိုင်ခွဲမှာတော့သူတို့ရောက်လာကြပါတယ် အကောင်းစားပရာဒိုကားကြီးနဲ့ခုနှစ်ဦးအဖွဲ့ဖြစ်ပါတယ်ကိုစလေဦးဆောင်လာပြီးတော့ကုမ္ပဏီပိုင်ရှင်ဖြစ်ရန်တူတဲ့ခန့်ညားလာတဲ့ရှမ်းမျိုးသမီးကြီးတူလည်းပါလာခဲ့ပါတယ်ကျွန်တော်ကခရီးဦးကျိုးစုပြုပြီးတော့ဧကန်းမှာနေရာချထားပေးလိုက်ပါတယ်ကျွန်တော်မျိုးသမီးခင်မကြီးကကျွန်တော်စီစဉ်ထားတဲ့အတိုင်းကော်ဖီနဲ့မုန့်တွေကိုချပေးပါတယ်ကိုစလေကသူတို့ယူဆောင်လာတဲ့ထိုင်းနိုင်ငံကမာယိုတင်သွင်းနေဆိုတော့စီပလင်းကုန်တွေနဲ့ပလင်းဖုန်းတွေကိုချပြပါတယ်ဆရာကိုမြင့်လေဒီတိုင်းပုံစံတူလုံနိုင်ပါမလားဗျမြန်မာပြည်မှာလုံမဲ့လက်ရမလို့အထင်မသေးပါနဲ့ကိုတင်မြင့် ကျွန်တော်တို့လက်ရထိုင်းလက်ရတိုင်းတက်သွေးမသိမ့်ဖြစ်စေရပါမယ်မတူဘူးဆိုရင်ပြန်ရောမယ်ဗျာကျွန်တော်ကအမကန်နဲ့လုပ်ပေးမှာပါအခုကျွန်တော်ရန်ကုန်ကဆေးကုမ္ပဏီတွေကိုတင်သွင်းနေတဲ့နမူနာပုံစံတွေကိုလည်းအသေးစိတ်ကြည့်ရှုသွားကြပါအောင်ကဲဆိုင်းတောင်းရင်လေ့လာကြပါဗျာကျွန်တော်ထုတ်ပြတဲ့ပလင်းကုန်တွေနဲ့ပလင်းဖုံးတွေကိုကြည့်ရှုလေ့လာပြီးတော့တေသက်တရမှုတွေခေါင်းညိတ်ပြီးတော့သဘောကျနေကြပါတယ်ကျွန်တော်တဲခင်းအဲ့ခန်နဲ့မုံနေရလဲကိတ်မုံတို့ဘီစကွတ်မုံတို့တော့မဟုတ်ပါဘူး။အုံးသီးနိုင်နိုင်နှမ်းတောင်းနဲ့ကောင်းချင်းငချိတ်ပေါင်းနဲ့မော်ရင်ကလက်ရကောင်းကောင်းဖြစ်ပါတယ်။သူတို့ကအတော်စားကြပါတယ် ဂရင်းတွေးရန်လဲတူပါတယ်မြမလက်ရမုံစစ်စစ်ကိုတောင်မော်သားတွေမကြိုက်เสียရမှရှိပါဘူး အဲဒါကြောင့်မဲ3900ဘူစာချုပ်ချုပ်ဆိုကြပြီးတော့3100ဆီယံဝင်ချသွားခဲ့ပါတယ်ကျွန်တော်ကတက်မှတ်ချက်ရလစဉ်ပစ္စည်းတွေကိုတွင်းပေးရမှာဖြစ်ပြီးတစ်နှစ်တွင်အပြီးပေးသွင်းရမှာဖြစ်ပါတယ်သူတို့ဖွဲ့အပြန်မှာတော့ရှမ်းမျိုးသမီးကြီးကရှမ်းတန်ဝဲဝဲနဲ့ကျွန်တော်ကိုသူတို့အခြေချနေထိုင်ရာကျိုင်းတုံမိုင်းလားကိုလာရောက်လဲပတ်ပြီးတော့သူတို့စက်ရုံကြီးကိုလေ့လာရန်ဖိတ်ကြားသွားခဲ့ပါသေးတယ်ကုံချမ်းတံမို့အလုတ်သမားကားတွေကိုနှုတ်လိုက်ပါကကျွန်တော်တို့အမျက်ငွေ3100လောက်အနည်းဆုံးကျန်မှာဖြစ်ပါတယ်နောက်၃ဘက်လောက်ကြာတဲ့အခါမှာတော့ကျွန်တော်ပစ္စည်းနမူနာတွေအပ်တာနဲ့ကျန်ငွေ3400ကိုချပေးမယ်လို့ဆိုပါတယ်အဲဒါကြောင့်မဲဆီယံငွေ3100နဲ့ဂူရောင်အင်ကြီးကိုဝယ်ယူရန်3900 များစေရာကျွန်တော်တို့အခက်အခဲမရှိတော့ပါဘူး။မနေ့10နာရီတိတိမှာတော့ကျွန်တော်ဖိတ်ကြားထားတဲ့အပေါင်းအသင်းများဖြစ်ကြတဲ့ကိုတိုးမြင့်နဲ့ကိုသိန်းဝင်းတို့ရောက်လာခဲ့ကြပါတယ်။ကဲတငယ်ချင်းတို့လာကြဗျာထိုင်ကြပါမြမလက်ရဆစ်ဆစ်မုံရင်းကနဲ့ကောင်းချင်းငှချိတ်ပေါင်းကျွေးမယ်ဗျာ။အောင်မြင်ချင်းအထိတ်မမဟုတ်လားကိုမြင့်လေးရဲ့။ဩစာရေးဆရာကြီးကတော်ပြန်နေပါရောလား။ခံမှန်းချက်ကကွက်တီပဲဗျာ။ပရာဒူကားပေါ်ကရှမ်းမြို့သူမကြီးကခန့်ကျော်ကြီးနော်။ဩခမရတို့မြင်တတ်လိုက်ပုံများ။အကုန်အစင်ပြေတယ်ဗျာ။သိန်း900ဘူးပစ္စည်းရတယ်။သိန်း100ဆင်ရံငွေချသွားတယ်။ ကိုမြင့်လင်းတို့အရှင်ပရာဒိုကားကြီးရက်ကလေးကကျွန်တော်တို့နှစ်ဦးကလပိတ်ဆိုင်မှာထိုင်ပြီးကြည်နေကြမြင်တာပေါ့ဗျာအချိန်ကလည်းကြာတော့အစဉ်ပြေမှန်းသိတာပါတယ်ဟုတ်လိုက်လေစားရေးဆရာကြီးရယ်ကဲစားကြတော့ကြဗျာပြီးရတဲ့တိတိမြိုင်ဘက်ကိုသွားကြပြီးတော့ဂူရောင်ဝဲဖို့ဦးလေးကြီးအိမ်မှာငွေသွားချေမယ်ဗျာရတနာပစ္စည်းတွေရတာနဲ့ဒီလကုံလောက်မှာခမားတို့နှစ်ယောက်ကိုခေါ်ပြီးတော့ကျိုင်းနုံမတက်လဲမယ်ဗျာကျိုင်းနုံမဘာသွားလို့မှလဲကိုမြင့်လင်းအနာယူလို့ဆိုရင်လည်းချောင်းသာပဲသွားတာမဟုတ်ဘူးကုတိုးမီကတော့ရိုးလုံးတော့ဒုံးဝေးနေပြန်ပြီကျိုင်းတော်ကဆေးကုမ္ပဏီအခြေဆက်ရာဖြစ်လိမ့်မယ်ဗျလေးလာဖို့အတွက်အလဲဖိတ်မယ် ကိုမြင့်လင်းကတစ်ချက်ကုန်းနှစ်ချက်ပြက်အလဲသွားမယ်ဒီလိုမဟုတ်လားကိုမြင့်လင်းရဲ့ဟုတ်ပါဆာရေးဆရာကြီးရဲ့ကျွန်တော်တို့လေရင်နဲ့သွားမယ်ဗျာဟိုကြမှာကားနဲ့လေကြတာပေါ့ချောင်းသာငွေဆောင်ကန်းကြီးတွေမှာအနားယူရဲဆိုရိုးနေပါပြီဗျာရှမ်းပြည်ကဟိုတယ်အကောင်းစားကြီးတွေမှာသွားပြီးတော့အနားယူကြတာပေါ့ဗျာဟိုမှာရာသီဥတုကအေးပြီးတော့ပတ်ဝန်းကျင်အမြင့်ဆန်းတဲ့ခမန်းတို့သဘောကျမှာပါဗျာကျိုင်းတို့ရောက်တော့မှပဲရှမ်းမျိုးသမီးနေတဲ့မိုင်းလောက်ကားနဲ့သွားကြတာပေါ့ဗျာမကောင်းမေဘူးလားကိုသိန်းဝင်းရဲ့ကောင်းပါဗျာမွင်းကလည်းကောင်းကောင်းချင်းမောင်းငှချိတ်ပေါင်းကလည်းကောင်းအလုံးရတာရှိတာပဲဗျာဒီနေ့ကိစ္စကတော့ ဒီစားစာတွေကြောင့်အောင်မြင်တာလဲပါလိမ့်မယ်ဗျာဒီအစီအစဉ်ကလည်းတာမညတောင်ဆရာတော်ဖခင်ရဲ့မိန်ကြားချက်ပဲလားကိုမြင့်လင်းရဲ့ဒါကတော့ကျွန်တော်မိန်မခင်မြတ်မြတ်ကြီးရဲ့အစီအစဉ်မြတ်ဆိုင်ဆရာရဲ့မားတဲ့ခါလဲမားပေမပေါ့ဗျာကုသိန်းဝင်းကစွန်တော်ကြီးဥဆန်ရှားလေတန်နဲ့မတ်ချက်ချပါတယ်ကျွန်တော်တို့သုံးဦး73ရက်ကွက်ကိုဖြတ်ပြီးတော့တီရိမြန်ကိုလမ်းလျှောက်လာခဲ့ကြပြီးဦးလေးကြီးအိမ်မှာငွေချေပြီးတော့စာချုပ်ချုပ်ဆိုကြပါတယ်ပြီးတဲ့နောက်မှာတော့ကျွန်တော်တို့ပြန်လာကြပြီးတော့လဖေးဆိုင်ထိုင်မြန်ပါတယ်ရတနာတူးပေါ်မှာနေရတဲ့အချိန်တွေကိုရွေးချယ်ကြတာပါအချိန်ကလာမဲ့တနင်္ဂနွေနေ့ မနက်9:00နာရီကနေနေ့လယ်12:00နာရီတွင်ဖြစ်ပါတယ်။လက်သမား9ပြီးတော့အိမ်ကိုမဖြတ်တော့ဘဲနဲ့ခေါင်းရင်းတိုင်ကိုမော်တော်ကားချိုင်းနဲ့မှပြီးတော့အောက်ခြေကိုတူးမဲ့အစီအစဉ်ဖြစ်ပါတယ်။တနင်္ဂနွေနေ့မနက်မှာတော့ကျွန်တော်တို့3ဦးဟာလက်ဖေးဆိုင်ထိုင်ပြီးတော့အချိန်ကိုစောင့်ကတီးလို့ဆွေးနွေးနေကြပါတယ်။အလုပ်ပိတ်ရလည်းဖြစ်တာကြောင့်အလုပ်ရုံတကားကိုပိတ်ထားပြီးတော့ဝိုင်းဝန်းတူးဖို့ကြရင်ဖြစ်ပါတယ်။မနက်9:00နာရီတိတိမှာတော့ကျွန်တော်တို့မင်္ဂလာချိန်ယူပြီးတော့အလုပ်ဘက်ကိုခြိတက်ခဲ့ကြပါတယ်။ မော်တော်ကားချိုင်ကြီးနဲ့တန်ချောင်းတူးစရာတန်တရွင်းနဲ့ဂေါ်ပြားပေါက်ချွန်းစုံလာပါတယ်။မွေရီကွန်အိမ်များနဲ့ထည့်ပြီးတော့ခွဲပြီးတော့တည်ခဲ့ကြပါတယ်။ယနေ့အလုပ်ပိတ်ရက်လည်းဖြစ်တာကြောင့်အလုပ်အယံလာမဲ့သူတွေလည်းမရှိပါဘူး။ဒါပေမဲ့လည်းဖြတ်သွားဖြတ်လာခရီးသွားတွေဝင်ရောက်ဆက်စုမှဆိုတာကြောင့်အလုပ်ယုံတကားကိုတော့အတွင်းကနေဂလန်းချပြီးပိတ်ထားလိုက်ပါတယ်။တွင်ကုန်ပေါ်မှာတော့မီးကြောင်းတွေထွန်းထားပြီးတော့ချက်လက်မပတ်လည်းမြေဆိုင်ခေါင်းရင်ဥယျာဉ်တိုင်ကို စင်တန်းကနေမှန်ရန်ဖြစ်ပေမဲ့လည်းမော်တော်ကားခြိုက်တစ်လုံးနဲ့မရပါဘူး။ဘန်းညီတဲ့နောက်တစ်လုံးလိုအပ်နေပြန်ပါတယ်။ထို့ကြောင့်မဲကျွန်တော်နဲ့ကိုတိုးမြင့်တို့ဟာတိုင်ချေရင်ကိုမြေပွားစေရန်တန်တရွင်းနဲ့မြေဆွနေစဉ်ကိုသိန်းဝင်းကဂျိုင်းရှာထွက်ပါတယ်။နိုင်ဝက်ခန့်အကြပြန်လာတော့မော်တော်ကားကြီးသုံးတဲ့အဝါရောင်၅တန်ဂျိုင်းကြီးဖြစ်နေပါတယ်။ ကျွန်တော်မှရှိတာကနှစ်တန်ချိုင်းဖြစ်ပြီးဘန်းညီစီရဲ့အုတ်ခဲတွေခုရပါတယ်တူးဆွထားတဲ့မြေချင်းအတွင်းကိုရေတွေလောင်းထည့်ရပါတယ်ပြီးတော့မှပဲကိုတိုးမြင့်နဲ့ကိုသိန်းဝင်းတို့တက်ညီလက်ညီမော်တော်ကားချိုင်းတွေနဲ့တဖြည်းဖြည်းချင်းမြင့်တင်ကြပါတယ်အိမ်ကောင်းရင်တဲ့ကာကတဖြည်းဖြည်းမြည်ပြီးတော့ခေါင်းရင်တိုင်ကြီးတဖြည်းဖြည်းနဲ့ကြွတက်လာခဲ့ပါတယ်ကျွန်တော်ကတန်တရွင်းနဲ့တဖြည်းဖြည်းတူးပါတယ်မြေဝင်း၂ပေကျော်၃ပေလောက်မှာတော့ဦးနှခန်းလေးကိုဖော်လို့ရခဲ့ပါတယ်စင်အိုးလေးဖြစ်ပါတယ်အဲ့ဒီချိန်အိမ်ခေါင်မိုးဘောကအိမ်မြောင်နေရာစုပေါင်းပြီးတော့စုတ်ထိုးတံကိုကြားလိုက်ရပါတယ် ကဲအောင်မီတကယ်ချင်းတို့ရေအိမ်မြောင်နေဆုတ်ထိုးပြီကွာကောင်းချီးပေးနေတယ်ဆက်တူးကြမယ်ကွာမကြမီမှာပဲပြည်ဝင်ဦးခန်စင်ဦးလေးကိုကျွန်တော်တူးဖို့ရရှိလိုက်ပါတယ်ဦးဝါကိုတော့ဖျောင်းနဲ့ဇော်မန်ပြီးပိတ်ထားပါတယ်နှစ်ပေါင်းတော်ကြာမြေကြီးထဲမှာမြုပ်ထားတာကြောင့်ဖျောင်းသားတွေကဖန်သားတွေလိုတင်းမာနေပါတယ်ကျွန်တော်ကအနီးမှာရှိတဲ့တွင်ကုံသုံးဝက်ဦးလက်နဲ့ထိုးကြည့်တာမရပါဘူးအဲဒီချိန်မှာပဲကိုတိုးမြန်တူကလေးနဲ့ဖျောင်းသားကိုဆက်ကနေရိုက်ခွဲလိုက်တဲ့အခါမှာတော့ဖျောင်းသားကပင့်ကိုမြင်တန်းကြီးလိုကွဲကြည့်သွားခဲ့ပါတယ်အဲဒီကမှကျွန်တော်ကဝက်ဦးလက်နဲ့ကလော်ထုတ်လိုက်တဲ့အခါမှာတော့ ဖျောင်းစားတွေကဒစစီပဲ့ထွက်လာခဲ့ပါတယ်အဖုံးကပွင့်သွားပြီးအထဲကိုလက်နဲ့နှိုင်းကြည့်လိုက်တဲ့အခါမှာတော့နီညိုယောင်ဂရီဘာရှုံးဝင်ကလေးတလုံးထွက်လာခဲ့ပါတယ်အပေါက်ပြဲမရှိအကောင်းတိုင်းပဲဖြစ်ပါတယ်ကျွန်တော်ရှုံးဝင်ကလေးကိုဖြည့်ကြည့်လိုက်တဲ့အခါမှာတော့စင်စီလက်ဝတ်လက်စားတွေနဲ့ဂျော်ဂရုံးရွှေတင်းကားပြား30တီတီထွက်လာခဲ့ပါတယ်ကာလာတံမိုးနဲမှာတော့မဟုတ်ပါဘူးကျွန်တော်မခံမန်းတတ်ပါဘူးစိန်ကြောက်တွေပါနေတာကြောင့်လည်းဖြစ်ပါတယ်စင်ဦးကလေးကိုလုံချုံစွာတင်းစီထားလိုက်ပြီးတော့ကျွန်တော်တို့ခေါင်းရင်းအောက်ခြေဦးကလေးနေရာမှာတော့အုန်နီကဲတွေအစားထိုးပြီးတော့ဂျိုင်များကိုတဖြည်းဖြည်းချင်းလျှော့ချကာမြေပြန်ဖို့လိုက်ကြပါတယ် ပြီးတဲ့နောက်မှာတော့တိုင်ချေရင်ကိုဒင်နဲ့စောင်းကြပါတယ်ချေရလက်ရမပြဲဆောင်ရွက်ကြပြီးဖြစ်ပါတယ်စင်အိုးကလေးကိုကျွန်တော်အိတ်နဲ့ထုတ်ပြီးတော့အိမ်ပြန်ပို့ပြီးကျွန်တော်တို့တငယ်ချင်းတစုနေလဲစားစားရန်ကားငါပြီးတော့အကောင်းဆုံးစားသောက်ဆိုင်ကိုထွက်လာခဲ့လိုက်ကြပါတယ်နောက်တစ်ပတ်တနင်္ဂနွေနေ့အာယုံစွန့်ကပ်ပြီးတော့အလုပ်ရုံမှာအလူတန်းလုပ်ပြီးပစ္စည်းပိုင်ရှင်အဖအူအောင်ချိန်ကိုအမြတမ်းပေးဝေပါတယ် တရေမပေါက်ကြစီရင်ကျွန်တော်တို့တငယ်ချင်းတစုသားအာယုံစွန့်ကပ်ပြီးတော့အနီးပတ်ဝန်းကျင်ကိုမနက်9နာရီလောက်မှဖိတ်ကြပြီးတော့မနက်စာတွေထမင်းကျွေးလိုက်ပါတယ်။အိမ်ပိုင်ရှင်ဦးလေးကြီးကိုလည်းဖိတ်ကြလိုက်ပါတယ်။အိမ်သစ်တက်ပွဲတပိတ်စွန့်ကျွေးဖြစ်တဲ့ကြောင်းရှင်းလင်းပြပြရပါတယ်။ထို့ကြောင့်လည်းကျွန်တော်တို့အလူကလေးကတူတူသိသိနဲ့အထမြောက်အောင်မြင်သွားခဲ့ပါတယ်။ကျွန်တော်ညဘက်အလုပ်ရုံမှာတော့တဦးတဲ့တွင်ခုတ်မိုးပုံစံလုပ်ပင်မဲ့လည်းအဘဦးအောင်ချင်းရဲ့အရေးအယံကိုမတွေ့ရတော့ပါဘူး။အဘဦးအောင်ချင်းကအိမ်မက်ပင်မပေးတော့ပါဘူး။ဂရိအတိုင်းပြုလုပ်ပေးတဲ့ကျွန်တော်တို့ရဲ့အလူဒါနအကျိုးဆက်ကြောင့် အဘတရားအများရပြီးတော့တာရုခွန်နိုင်ပြီးတော့ကျွတ်တန်းဝင်သွားဟန်တူပါတယ်ကျွန်တော်လည်းတပတ်ကမိုးပုံစံတွေထုတ်ပြီးတဲ့နောက်မှာတော့ရွှေပြည်သားစက်ရုံကိုသွားကနမူနာပလင်းတဲ့အဖုံးတွေကိုကိုယ်တိုင်ကြီးကြက်ပြီးတော့ထုတ်လုပ်ပါတယ်သုံးဘက်ပြည့်တော့စေးကုမ္ပဏီကရှမ်းမြို့သမီးကြီးတို့အုပ်စုလိုက်ရောက်လာကြပြန်ပါတယ်ကျွန်တော်ထုတ်လုပ်ထားတဲ့နမူနာပုံစံပလင်းဖုံးနဲ့ပလင်းကုန်တွေကိုယူရီးယားလက်ရများနဲ့တိုက်ဆိုင်စစ်ဆေးပြီးတော့လွန်စွာသဘောကျတာကြောင့်ကြံွေသိန်း၄၀၀ကိုအပြီးပေးချေပြီးတော့ကျွန်တော်ကိုကျိုင်းတို့မိုင်းလာဘက်ကိုဆက်ဆက်လာလဲပါရန်ထပ်မံဖိတ်ကြားတာကြောင့်ကျွန်တော်ကကျွန်တော်တကယ်ချင်းတုံးနဲ့အတူလက်ကွန်ရင်လာလဲမယ်ဆိုပြီးတော့ဂရီကိုပြုတ်လိုက်ရပါတယ် ကျွန်တော်အမြင်ကိုတင်ပြရရင်တော့တူဦးပေါ်တူမြစ်တာထားတာကြောင့်ရောင်မြန်ဟတ်တဲ့မြစ်တာများပင်ဖြစ်ပါလိမ့်မယ်လို့ကျွန်တော်ယုံကြည်နေမိပါတော့တယ်ဇလန်လေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီဗျဇလန်လေးကိုစုံနေတိလိုက်ပါနားဆင်ပေးကြကြလူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်မူရင်းရေးသားသူကိုလည်းဂါရဝပြုရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်